လူတယောက်ရဲ့ဘဝအနေအမြင်ကစိတ်ဓာတ်အပေါ်အများကြီးမူတည်နေပါတယ်။စိတ်ဓာတ်မြင့်မားရင်ဘဝမြင့်မားမှာဖြစ်ပြီးတော့စိတ်ဓာတ်နှိမ့်နေရင်ငွေချမ်းသာလည်းဘဝကနှိမ့်ချနေမှာပါ။စိတ်ဓာတ်မြင့်မားရဲ့ဆိုတာဘယ်လိုဟာကိုခေါ်သလဲ။နံပါတ်1ရိုးသားမှုနံပါတ်2ကိုလုတ်ခဲတဲ့လုံရအပြောတွေပေါ်တာဝန်ယူမှု နံပါတ်3အရှိကိုရှိတိုင်းရိုးသားစွာပေါ်ပြရမှုနံပါတ်4မကောင်းတာပဲလုံလုံကောင်းတာပဲလုံလုံစီးစနစ်ကြမှုနံပါတ်5ကိုမိုင်းရင်မားတယ်လို့ဝန်ခံရတဲ့တတိရှိမှုနံပါတ်6အချားလူရဲ့နှာခေါင်းပေါင်းနဲ့အသက်မရှူတတ်သူနံပါတ်9အပြောတစ်မျိုးအလုပ်တစ်မျိုးမလုပ်တတ်သူနံပါတ်10ကိုမန်းနဲ့ထင်ရင်ရှင်မင်းအောင်ပြန်ပြောရတယ်လို့ ကိုမားပြီဆိုရင်လည်းတရားသားကိုတော့တောင်းပန်ဖို့ဝင်မလေးတတ်သူနံပါတ်6ကိုယ့်ရဲ့လုပ်ငန်းရှင်ဆရာသမားတွေဘောတက်ဆောင်ရှိပြီးကိုယ့်ရဲ့လက်အောက်ငယ်သားတွေအပေါ်ကိုလည်းမြားတစွာဆက်ဆံတတ်ခါအာမန်တရားကိုလက်ခံထားသူစားတဲ့သူတွေကိုဆိုလိုပါတယ်အရေးသေးချင်းရှင်ပိုင်းတာမဟုတ်ပဲအမိတန်ရင်အမိခေါင်းတန်ရင်ခေါင်းစားဆိုရင် စိတ်ထဲရှိနေတဲ့လူမျိုးတွေကတော့တိုးတက်လာလဲခဏပါ အချိန်မခိုင်မဲရိုင်နေမှာတေချာပေါက်ဖြစ်ပါတယ်။စိတ်ဒီဘဝဘဝဒီစိတ်ပါစိတ်တက်မကောင်းမှာတော့မှန်လို့ပဲဘဝလဲချောလာစရာအကြောင်းမရှိပါဘူး။ပေါ်ပေါ်နေပေါ်ပေါ်စားဂွင်းဆိုရဲတနစားညံကျန်းနေမှာတော့တနစားပြီးစားစရာမကျန်ရင်ငတ်နေမှာပေါ့။ ပညာတွေဘလောက်ပဲတော်တော်တက်တက်စိတ်ဓာတ်တွေမကောင်းရင်တော့အတုံးမဝင်သလိုအရေးအချင်းတွေဘလောက်ပဲရှိရှိစီကံမရှိရင်တော့ပလိုင်းပေါင်းနဲ့ဖားကောက်နေရသလိုပါပဲဒါကြောင့်မို့တငယ်ချင်းရဲ့ဘဝမှာဘဝမြင့်ပြီးတော့အစင်တန်းမြင့်တဲ့လူသားတစ်ယောက်ဖြစ်ချင်ရင်တော့စိတ်ကိုအရင်ပြင်ကြည့်လိုက်ပါဒီနေ့ဗီဒီယိုလေးမှာတော့စိတ်ကိုအရင်ပြင်ကြည့်ဖို့အတွက်ပြောပြပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် နားဆင်ပြီးတဲ့မိတ်ဆွေတူဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ဆုံမှုတရစာပေသုတလူတိုင်းရ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားခဲ့ပေးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။